အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ TikTok အကောင့်ပေါ်မှာဗီဒီယိုဖိုင်တွေတက်လာတာမျိုးတွေရှိပါတယ်ဗျအဲ့ဒီဗီဒီယိုဖိုင်တွေကကျွန်တော်တို့ကမြန်မာလိုမျိုးမပြောဘဲနဲ့ထိုင်းဘာသာစကားမျိုးတရုတ်ဘာသာစကားမျိုးတကယ်လို့မှ ပြောလာခဲ့မယ်ဆိုလို့ရှိရင်တူတူပြောတာဘလိုမျိုးတွေပြောနေတာလဲဘာသာပြန်ခိုင်းဖို့လူတယောက်ခေါ်စရာမလိုဘဲနဲ့ကျော်တို့ရဲ့ကြည့်ကျင်တဲ့ဗီဒီယိုပေါ်မှာကျွန်တော်တို့ကမြန်မာလိုကြည့်ကျင်တဲ့ဆိုလို့ရှိရင်ကျော်တို့ကမြန်မာလိုကျော်တို့အောက်မှာစာတန်းလေးထိုးပြအောင်ဘလိုမျိုးလှုပ်ဆောင်ရမလဲဆိုတော့ဒီကနေ့မှာ ပြန်လဲပြီးတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က TikTok account ထဲကိုအရင်ဆုံးဝင်ပေးလိုက်ပါအဲဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ TikTok account မှာသူကမြန်မာလိုဆိုထားတဲ့တရှိန်နေမဟုတ်ဘဲနဲ့တခြားဆိုထားတဲ့တရှိန်နေအဲဒီကောင်နေဆိုလို့ရှိရင်တော့ဇကားတွေဖြစ်ပါတယ်ဒီကောင်ဇကားဆိုလို့ရှိရင်တော့ तू ကမြန်မာလိုမြန်မာလိုဘာသာပြန်ပြီးတာမပါပါဘူးဗျမပါလို့တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုနည်းနည်းချက်လိုက်မယ်ချက်ယူတာရေးဆိုလို့ရှိရင်ဒီကောင်ကျွန်တော်တို့ကဒီ video file ကိုကျွန်တော်တို့ကကြာကြာလေးဖိလိုက်ပါမယ်ဗျ ဆရာလေးပြလိုက်ပါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကကပ်ပလိန်ရှိပါတယ်ဗျာနော်ဒီကောင်လေးကိုကျွန်တော် AA ဆိုနဲ့အသေးတလုံးနဲ့အကြီးတလုံးနဲ့ရှိပါတယ်ဗျာအဲ့ကောင်လေးကိုကျွန်တော်တို့ကနှိပ်လိုက်ပါအဲ့နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က do not translate ဆိုတာရှိပါတယ်ဗျာ do not translate နေရာမှာကျွန်တော်တို့ကတခြားဘာသာစကားတွေရှိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီလိုမျိုးအမှန်တွေရှင်းထားမယ်ဆိုလို့ရှိရင်အကုန်လုံးပြန်ပြီးတော့ဖြုတ်ပေးလိုက်ပါဒီကောင်လေးကိုအကုန်လုံးဖြုတ်ပေးလိုက်ပါဗျဖြုတ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က မြန်မာလိုတခုပဲရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီမှာရွေးသားပြီးသားဖြစ်တဲ့ကိုစောနောကနေပြီးသားဖြစ်တဲ့တော့ကိုကျွန်တော်ဒီကောင်းလို့ပြန်ပြီးရောကန်ဆယ်လုပ်လိုက်ပါမယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ကခုနကတော့ဒန်းလုပ်ပြီးသားဖြစ်တဲ့တော့ကိုဒီမြန်မာပဲပြောင်းထားတာဖြစ်တဲ့တော့တခြားဘာသာပြောင်းမယ်ဆိုလို့ရှင်တော့ဒီမှာကျွန်တော်တို့ကနှိပ်လို့ရတယ်။ဒါပေမဲ့ကျွန်တော်ကမြန်မာတခုတည်းပဲထားမှာဖြစ်တဲ့တော့ကိုကျွန်တော်ကမြန်မာတခုတည်းရွေးပေးလိုက်မယ်။ရွေးပြီးသားဆိုလို့ရှင်တော့ဒီအပေါ်ဆုံးမှာဒန်းဆိုတဲ့ဟာတွေကိုနှိပ်လိုက်ပါ။အဲနှိပ်ပြီးသားပြီဆိုတာနဲ့ကျွန်တော်တို့အောက်မှာမှာ translate into ရှိပါတယ်ဗျာเนาะ high ကောင်လေးကိုကျွန်တော်တို့ကတစ်ချက်ဆက်ပြီးတော့ဒီကောင်လေးပါဗျာเนาะဒီကောင်လေးကိုတစ်ချက်ဆက်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကခုဒီမှာရွေးထားတာကအင်္ဂလိပ်ရွေးထားတာဖြစ်ပါတယ်ဗျာအင်္ဂလိပ်ရွေးထားတဲ့ဟာကိုမှကျွန်တော်တို့ကမြန်မာကိုပြောင်းပေးလိုက်ပါပါမရိုက်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကဒန်းဆိုတဲ့ဟာဒီကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါအဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးဟာလေးကိုအကုန်လုံးကျွန်တော်ကနှစ်ခုစလုံးကိုပုံပေးလိုက်ပါဗျာเนาะကျွန်တော်နှစ်ခုစလုံးဖွင့်ပေးလိုက်ပါ ကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ဗျတစ်ချက်ကြည့်လိုက်ပါမယ်သူတို့စကားလေးပြောအောင်တစ်ချက်ကြည့်လိုက်ပါမယ်သူစကားပြောတာဒီနေရာမှာပေါ်လာပါလိမ့်မယ်ဗျာနော်သူစကားပြောလို့ရှိရင်ပေါ်လာပါလိမ့်မယ်ဗျာ ဒီမှာတွေ့လားနော်ဒါဆိုလို့ရှိရင်ဘာသာစကားရေပေါ်လာပြီပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်အမှဝိုင်းပြတတ်တဲ့နားလေးမှာကြာကြာလေးကြည့်တယ်ပါဘာလို့ဆိုတော့အဲ့ဆိုနောက်တဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးကြည့်ကြအောင်အာဒီမှာဆိုလို့ရှိရင်တွေ့လားဒီမှာလူပြောတာကဒီမှာကြည့်လိုက်အောင်လူထိုင်းဘာသာစကားနဲ့ပြောတာဒါပေမဲ့ကျွန်တော်တို့ကမြန်မာလိုမျိုးတီအောင်မှာပေါ်ပါတယ်ဗျလူပြောတဲ့စကားကိုဘာပြောလဲဆိုတော့ကျွန်တော်တို့လူများချီကိုတွားပြီးရောမေးเสียရမလိုပါဘူးဗျကိုကိုနိုင်ကလည်းဒီမှာကြည့်လို့ရပါတယ် ကျွန်တော်တို့ရဲ့ဖုန်းနေထဲမှာဘာလို့လဲဆိုတော့2025 average မှာအကောလုံးစစ်လို့ရပါတယ်ဗျအကောလုံးကြည့်လို့ရပါတယ်ဗျနောက်ထပ်2025လေးလပိုင်းမှာကျော်တက်တော့အကောက်က average ပေးတဲ့ဟာဘာရီထူးခြားမှုရှိလဲဆိုတော့ကျွန်တော်နောက်ထပ် video မှာပြန်ပြီးတော့ share ပေးလို့ပြီးတော့အောင်မယ်ဗျဒီ video ကိုကျွန်တော်တို့အဆုံးထိကြည့်ပြီးလဲဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တို့ကဒီကျွန်တော်တို့ဝင်ဝေရစင်မဲ့နီလန်ကောင်းနေ တစ်တော့အောက်ဂျပန် region ဝင်ဝင်ရစင်မဲ့ဂျပန် region တစ်တော့အောက်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုလည်းကျွန်တော်ရဲ့ DH ဘရော YouTube channel မှာကျွန်တော်တို့ဗီဒီယိုတွေအစအဆုံးတင်ပြထားတာရှိပါတယ်ဗျဗီဒီယိုတွေကိုတွားရောက်ပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်